အဒီအစ်စ်ဆုံးသူရဲ့ထုတ်ပတ်တီဆိုတဲ့ဇာတ်လေးကတော့အဟိုဆန်နွန်ကြကတော့ကတော့တော့နန်ကြတိုင်းဝတ္ထုပေါ့နော်ဆရာဦးသက်လင်ကနေပြီးရိုက်ထားတာပါအမတီဖုန်းမှာဒါမုံရဲ့အာဇကားတွေမလွင့်ဖြစ်တာအကြာကြီးတွေမှဟိုပြန်ပြီးတော့ခန့်ပတ်လာတဲ့ကားလေးပေါ့နော်ဟုတ်ဒီဇကားရိုက်ဖို့ကလန်းမခံရခင်ကလေးကမုံကဒီဝတ္ထုရဲ့ fan ပေါ့နော်အဲ့ခါကျတော့ဟိုဒီဒီစောက်ကိုဖတ်ပြီးတော့စောက်ကဟိုတိတိပပလေးပဲဒါပေမဲ့ ဟိုစာဖတ်တဲ့ပေးတဲ့ရဲ့ရင်ကိုအရန်ကိုဟိုအများကြီးရင်ထဲမှာကြံအောင်အရန်ကိုကိုင်းလုံးနိုင်တဲ့ဝတ္ထုတစ်ပုဒ်ဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီဝတ္ထုကိုကိုကရိုက်ရမယ်လို့သိရတဲ့အချိန်မှာအရန်အံ့ဩပါဟဲ့ဟုတ်လားအဲ့ဝတ္ထုအရန်ကြိုက်တာပေါ့အဲ့အဲ့လိုမျိုးနဲ့စပြီးတော့ဟိုနောက်တစ်ချိန်ဒီဝတ္ထုကိုပြန်ဖတ်တဲ့အချိန်မှာကြာမတူတော့ဘူးကိုတာဝန်ယူရမယ့်ဇက်ကောင်ကိုရိုက်ကူးရမယ့်ဇက်ဝင်ခန်းတွေအတွက်တေးချာချာလေးအဲ့လိုအလေးထားပြီးတော့ဖတ်ပြီးတော့ ပြင်ဆင်ခဲ့ရတာပေါ့အဒီဇက်ကားရဲ့မှာမောကနိုဝင်ဘာနေရနေပြီးတော့တရုတ်ဆောင်ထားတာပါအဆေးချောင်းသူလေးပေါ့ဒီတောင်ကြီးဆေးတက်သူရဲ့ဆေးချောင်းသူလေးနေရနေတရုတ်ဆောင်ထားတာပါဟုတ်ဒါကတော့အကုန်လုံးကတော့ဇက်ကောင်အရာပေါ့နော်ဟိုဒီဇက်ကြီးကိုတရုတ်ပေါ်သွားအောင်ပြည်သက်တွေကလည်းဒီဟိုဘယ်လိုမလဲကာရက်တာတစ်ခုချင်းစီတစ်ခုချင်းစီကိုတည်တည်ချာချာလေးခံစားနိုင်အောင်လို့ဟိုဟိုတည်တည်ချာချာလေးခံစားနိုင်အောင်တည်တည်ချာချာလေး ပို့ပြီးတော့ထိထိမိလေးဖြစ်သွားအောင်ပေါ့အဲ့လိုတေးဥဆောင်ရတဲ့အပိုင်းလေးတော့ရှိရပါတော့เนาะဒါပေမဲ့အဟိုဇက်ကောင်ရတေးဥဆောင်ရတာပါအဲ့လိုမမုန်းပါနဲ့လို့ဟဲ့မဟုတ်ဘူးလုံးဝမချစ်တတ်တဲ့ကောင်ပါလေဩ အာဟာနိုင်ငံရေးနော်စကားရုပ်တယ်အအချစ်ဆိုတာကိုဘာမှမသိရဲ့အဲ့လိုအဲ့လိုနိုဝင်ဘာပေါ့နော်အချစ်ဆိုတာကိုဘာမှမသိဘူးအချစ်တယ်ချစ်သူဒီလိုရီးစားတနာဆိုတာကိုတိတ်ပြီးတော့နားမလဲဘူးဟိုအချစ်ဆိုတာကိုတေချာမခံစားတတ်တဲ့သူနေရနေလို့တရုပ်ဆောင်ထားပါပြောလို့ရမို့ပြောဖို့ပြောရမှာဒါမုန်းရဲ့ခံဘက်ပါဘာလို့မုန်းအကြီး TV ဖန်ဆန်းမြေမောင်းနေလဲပျောက်နေခဲ့တယ်ပြီးလို့ရှင်ဇလန်းတွေလည်းမလွင့်ဘူးအဲ့လိုဆိုတဲ့အခါမှာဒါပထမဦးဆုံးပြန်လာတဲ့ဇက်ကပေါ့အဲ့လိုပြည်သက်တွေရှိကိုပြန်လာတဲ့ က်ကမှအေးတရီမချစ်မှာတော့စိတ်ပူမိပါတယ်အဲဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဇယုတ်တီး ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအယူမဖြစ်စေအာတည်ရမလားသူဖုံးစားဖြစ်ပါစေအာဗလိန်ဖြစ်ပါစေအာမင်းသမီးဘန်းနူသေးလေးဖြစ်နေပါစေဘလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ဥပမာတက်စာရှိသွားတဲ့တရုပ်ဆောင်ထားတဲ့အတွက်ကြောင့်ပြည်သက်ကကျင်းနဲ့လက်ခံမယ်လို့ပြောလက်ထားပါအာမုံကဒီလလောဆယ်ပေါ့နော်ဇကာမရိုက်နေတဲ့အချိန်မှာအဓိကစီးဝါးရေးကိုစောက်ချပြီးတော့တောက်လျှောက်လုံးနေခဲ့တဲ့အတွက်ကြောင့်ဟိုရန်ကုန်မှာဆိုဘယ်သူမှတော့မတွေ့ရဘူးတည်ရမလားဟို စကားကတော့ဝယ်ရှိမှာပဲပြန်လာရတာအခါကျရင်အကုန်လုံးမြေဟဲ့ဘယ်ပဲရောက်နေရလဲအဓိကအစည်းအဝေးအဲလှုပ်ဖြစ်နေတာပေါ့နော်ဘာလို့လဲဆိုတော့အခုကအသက်အွယ်တစ်ခုကိုရနေပြီအဲ့ဒီအွယ်ရနေတဲ့အချိန်မှာဒီအမှုပညာအလုပ်ကိုကိုကဝါသနာပါလို့လုပ်ပေမဲ့လည်းဘဝရဲ့အမှခံချက်ရှိဖို့အတွက်စည်းအဝေးရလို့ပဲဘဝရဲ့ဟိုဘယ်ရမှမမြဲဘူးဆိုပေမဲ့လည်းဟိုကိုရှိနေတဲ့ကိုနေထိုင်နေတဲ့တရက်တရက်စင်းနေမှာတော့ပြည်စုံလုံလောက်ဖို့တော့လိုတယ်လေအဲ့အတွက်ကြောင့်စီးပွားရေးကိုအဓိကအဲဇောက်ချပြီးလုပ်နေရပါမပြင်းမအောင် ိုကနဲ့ကိုတော်သိမလားဟိုဒီအလုံးရှိလို့ရန်ကုန်ပြန်လာရပြီးတော့နေမှာကြာလဲအဲ့လိုအလုံးနည်းနည်းများတဲ့အခါကြတော့လေပြင်းချိန်မရဘူးအဲ့ဒါနဲ့တကယ်ချင်းနေတွေးကြရဲစကားကြီးပြောကြအဲ့လိုစားကြတောက်ကြဟာဒါတော့အရာရကန်တယောက်ပေါ့ဘယ်ပြောလို့ရမလဲကိုတော်လက်မဆန်ပြီးစမ်းတော့လက်မကွေမြေအရာအလုံးဖြစ်နိုင်တယ်အသက်က33နှစ်ရှိပြီလေ33နှစ်နဲ့ထိုက်တန်တဲ့အာတည်ငြိမ်မှုရင်းချက်မှုကတော့ရှိရတော့မှာပေါ့ဘယ်ငငယ်တုန်းကလိုမျိုးအသက်20ကျော်အရွယ်မှာဟိုဖြေခဲ့တဲ့လိုမျိုးတွေပြောခဲ့တဲ့လိုမျိုးတွေရှင်းမကြည့်နောက်ကြည့်အာမစင်းစားပဲဟိုစကားတွေ ပြောလို့မရတော့ဘူးဆိုတော့လေဟုတ်အာဒါမိုးရဲ့ဒီပြန်ပြီးတော့ပြည်သက်ရှိကိုရောက်လာတဲ့ကမာရောပြီးတော့ဒီမိုးရဲ့မီဒီယာရှိကိုပြန်ရောက်လာတဲ့အခိုက်အတန့်မှာရောအများကြီးချစ်ပေးခင်ပေးကြတဲ့မီဒီယာအကူအမတွေကိုလည်းအရန်ကျေးဇူးတင်ပါတယ်ပြီးတော့ဟိုမိုးရဲ့ဇာတ်ကားတွေကိုမျှော်နေကြတဲ့ပြည်သက်အနေချင်းရှိမှာပေါ့နော်အဲ့ရှိတဲ့ပြည်သက်ကိုလည်းအခု ဒီလိုမျိုးစကားကောင်းလေးနဲ့ဒီလိုဝတ္ထုကောင်းလေးနဲ့ပြည်သက်ရှိကိုပြန်ရောက်လာနိုင်လို့ပြန်ရောက်ပြီးခွင့်ရခဲ့တဲ့အတွက်အရန်လဲတောင်ရှိရဲ့လူတွေအကုန်လုံးကျေးဇူးတင်ပါတယ်လို့ပြီးတော့ပြည်သက်တွေကိုလည်းအများကြီးချစ်ပြီးတော့အားပေးစီတင်ပါတယ်လို့